2025ခုနှစ်အောက်တိုဘာလ9ရက်ကြာရိမနဲ့စိုးစိုးနှုတ်ဝရညီဖျားခင်တာတယောက်လာတဲ့ကျွန်တော်သတင်းများခန်းစားပြီးတိတာကလာသွားလာခြင်းလည်းမဲ့ခွင့်ရတဲ့ပြင်ပြင်စင်ပေးဖြည့်ရှင်နာမှာတာ၍ပုံကြည့်ပါစီတော့ကာလာချိုရှူးစာရွေးနှောင်းမစင်နှစ်စာပြီးတော့ဒီကနေ့ပါဝင်ကျွန်တော်ကျွန်မတယောက်ဖြစ်သည်တက်ရှင်ကလေးရပောင်းက282ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကော်လွန်ကလေး282ကိုဘယ်လိုသုံးပြုကလေးပြန်ပြောင်းဆန်းစစ်ပြီးတော့စန်းစားဆင်ခြင်လုံးသွင်းကြအောင် ကျန်ရှိသေးတာတော့မန္တလေးဖဏီစပြီးတော့နှစ်ကုန်ဒီ83ရက်ပဲကျန်ပါတော့တယ်။ကျန်ရှိသေးတဲ့83ရက်ကိုလည်းကာလာချွန်ကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလည်းပို့လို့ကရှေးဥစွာတိုက်တွန်းနှိုးဆော်ပြစေ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့ဟေရှာနာဂရီချန်ခန်းကြီး26အပိုက်ငယ်၄ဖြစ်ပါတယ်။ထာဝရဘုရား၌အစဉ်မြဲခေါ်လုံကြလော့။ထာဝရဘုရားသည်နေဆထာဝရခေါ်လုံရာ ဖြစ်တော်မူ၏။ Hallelujah ။ နှကိုတော်သည်အသက်ရှင်စွာဖြစ်တိုင်းရောက်တိုင်းမှာဖျားသခင်သည်အသက်တပံပြလိုက်ကောင်းချီးပေးပါစီတော်အာမင်ထာဝရဖျားဟာခိုလုံဖို့ကောင်းတဲ့အရှင်ဖြစ်ပါတယ်ဒါကြောင့်ထာဝရဖျား၌အစီမဲခိုလုံဘလို့လူမျိုးကထာဝရဖျားမှာခိုလုံမလဲအပိုက်ငယ်တော့မှာဖော်ပြပါတယ်စိတ်လုံးတည်ကြည်တော်သူ fix heart စိတ်လုံးတည်နေရမှရှိနေလားစိတ်လုံးအတွေးခေါ်အများကြီး ုနေရာသွားလိုက်ဒီအဲ့လိုမျိုးမဟုတ်တနေရာထဲမှာပဲဒုစရိုက်ရှိနေတာစိတ်လုံးတည်ကြည်တဲ့သူကိုရိုနိုက်ခုံလုံးတော့ကြောင့်ငြိမ်သက်ချင်းတက်တက်ရှိမိကြောင်းစောင့်မတော်မူလိမ့်မယ်ထိုရှင်နာမပုံကြည်ပါစေအဲ့ဒါပြီးတော့ဟေရှာပါတိုက်တွန်းလဲထော်ရဖျား၌အစင်အမြဲခုံလုံးကြတော့ဒီနေ့ပဲခုံလုံးတော့မဟုတ်နော်မနေ့လည်းခုံလုံးဒီနေ့ခုံလုံးမနေ့ပံတပက်ခါဖိန်ရွက်ကလာမဲ့ပတ်လာမဲ့လာခြေတော်ကြီးမရှိသေးသောလာမဲ့နှစ် ဲ့လိုပြောဒီနေ့တည်းမှခြေဆောင်လာမယ်လို့ပြောတာမဟုတ်ဘူးเนาะဆိုတော့ခြေဆောင်ကြီးချိန်မေးလာနိုင်တယ်ဒါကြောင့်ဒီအချိန်ကာလအမြဲတမ်းကိုဘာလို့ဖို့လို့ဆိုရင် ထိုရှင်နဲ့ခေလုံဖို့လို့ရတယ်။ဘာကြောင့်လဲ?သာရဖျားသည်နိက္ခသာရခေလုံရာဖြစ်တယ်။ကပောက်ငွေကြီးထဲမှာကျွန်တော်မပြောလဲသိပါရယ်။အမေရိကန်ပြည်တော်စည်းငွေကြီးမှာအကျွေစည်းရာစပါတော့နော်။ခွိုင်းစစနော်တစ်ချက်တန်းနှစ်ချက်တန်းငါးချက်တန်း တစ်100တန်း20တန်း100 50တန်း100တန်းနှစ်ချက်တော့ရှားတော့ရှားတယ်ဟောရှိတော့ရှိတယ်တွေ့ခဲ့တယ်တစ်ချက်တန်းတော့ပေါ်တော့ဗောလေတစ်ချက်နှစ်ချက်၅ချက်10 20 50 100 100လုံးရဲ့ငွေစကူတွေရဲ့နောက်ကျောမှာ in god we trust တော်ရပြား၌အချစ်တို့တို့ခိုးလုံကိုစားပါ၏ဒါကြောင့်မလဲသူ့ငွေကြေးကအမေရိကန်ဒေါ်လာကဘာတော်အလုံးကိုစီးပွားရေးရလွှမ်းမိုးထားတယ် ဒေါ်လာစည်းတက်ပြီးဆိုရင်ရွှေစည်းကျပြီဒေါ်လာစည်းကျပြီဆိုရင်ရွှေစည်းတက်ပြီအခုကျတော့ဒေါ်လာလည်းတက်ရွှေလည်းတက်စီးပွားရေးသမားတွေတော့ဟုတ်လားမမျှော်မနိုင်လို့တဲ့အခြေအနေမျိုးဖြစ်နေတာဆိုလိုတာငွေကြီးရဲ့ခိုင်ခန့်မြင့်မြန်မှုကထော်ရဖျားနေတာလေဟိုးအမေရိကန်ပြောင်းစုတောင်ကတဲ့ဘိုးဘီးတွေကထော်ရဖျားနိုင်ပြီးခလုံးပါတယ်လို့ပြောတာဟုတ်ကြဒီနေ့မိလို့ဘွားတက်တာမှလည်းဒါစဉ်းစားဖို့လိုတယ် ထာဝရဘုရား၌အစင်မြဲခုံလုံးကြတော့ဒါတိုက်တွန်းတာပါနှိုးဆော်တာပါအမိန့်ပေးတာပါ။ဒါကြောင့်လဲထာဝရဘုရားသည်နေဆထာဝရခုံလုံးရာ ဖြစ်တယ်။အမြဲတမ်းခုံလုံးဖို့အတွက်စိတ်ချရတဲ့အရှင်ဖြစ်တယ်။ကျွန်ခုနပြောပါရမနေ့ကလည်းခုံလုံးနဲ့ဒီနေ့ခုံလုံးနဲ့မနေ့ပိုင်းလည်းခုံလုံးနဲ့ဟုတ်လားတပတ်ခါလည်းခုံလုံးဖိနှွဲကလာမဲပတ်လာမဲလာလာမဲနှစ်ဘလို့ကျွန်တော်မြေကြီးပါနေရမလဲမပြောတတ်ဘူး။အဲ့ရတဲ့အားလုံးမှာထာဝရဘုရားကိုခုံလုံးကိုးစားခြင်းဟာဒါအင်မတန်မှ ကောင်းတဲ့လက္ခဏာတစ်ခုဖြစ်တယ်။ကြည်ဒီနှုတ်ကတော့ရက်တည်ပြီးတော့နေ့စဉ်နဲ့မြအိယာထာနဲ့ကိုရော၌အကျွန်ုပ်ခိုလိုပါသည်။ကိုရော၌သာခိုလိုပါသည်။ကိုရော၌သမီးခိုလိုပါတယ်ဆိုပြီးတော့နေ့ရက်တနေ့တာကိုအစာပြုစီခြင်းပါတယ်။ကျောင်းရယ်နှုတ်ကတော့လည်းဝင်ကားချပြီးရောက်တဲ့ပေါ်မှာဖျားသခင်သည်အတ္တတပံပြလဲကောင်းကြီးပြပါစေတော့။ဆုတောင်းနှံ့ကြပါစို့။ပြတော်ရှင်ဘာပြစိတ်လုံးတည်ကြည်တဲ့သူကကိုရိုနာခလုံးတဲ့ကြောင့်ညီသက်ချင်းတက်တက်ရှိမှကြောင့်ကိုရာဆောက်ရှောက်မှာဖြစ်ပါတယ် ထာဝရဘုရား၌အစင်မြဲခေါ်လုံကြလောလို့မိန့်ပြီးပါတယ်။ဘာကြောင့်ဆိုရင်ထာဝရဘုရားနိစ္စထာဝရခေါ်လုံရာဖြစ်တယ်လို့ပြောပါတယ်။မနီလည်းခေါ်လုံနဲ့ဒီနေ့လည်းခေါ်လုံနဲ့မနက်ဖြန်လည်းခေါ်လုံနဲ့တပတ်ခါဖိန်ရွက်ကလာမဲ့ပတ်လာမဲ့လာလာမဲ့နှစ်များစွာမှာကိုရောခေါ်လုံဖို့တဲ့စိတ်ချရတယ်ရှင်ဖြစ်ပါတယ်။ကြောက်ဒီနေ့ကိုရောခေါ်လုံခြင်းအာကိုခြင်းမှာအားမလျော်ပဲနဲ့နေ့စဉ်နဲ့များခေါ်လုံကိုစားပြီးတော့သွားလာခြင်းလည်းဆရာအကြောင်းဖြစ်စေဖို့ တန်ရှင်းဝင်ရဖြစ်ရင်အလင်းပေးခြင်းပဲ့ပြင်ခြင်းသွန်သိကျေးဇူးများပြုပြီးတော့တသက်သာဒီမှာပို့ဆောင်ပြီးတော့ကောင်းချီးပေးပါမိကြောင်းထမြောက်ပြီးအသက်ရှင်တော်မူသောတပါတော်သားတော်သခင်ယေရှုဖရာနာဝရမြေကိုမြှပြပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရစေဖရာသခင်အာမင်ခလုံးကူစားကြံအိမတမယေကြည်တဲ့အတွက်ကြောင့် public မှာ share ပြပါအောင်လို့ကျွန်တော်တောင်းဆိုလိုပါတယ်ဒါကျွန်တော်မြေတမ်းတောင်းဆိုရပါအဲ့ဒါ ပြီးလို့ရှိရင်မိမိတက်တာအတွက်ကောင်းကြီးမှာဖြစ်လို့ထက်ဆင့်ပြီးတော့ဝေဖန်မှုတွေတော့ပြီးကြပါအောင်လို့ကျွန်တော်တိုက်တွန်းလိုပါတယ်။ရောက်တိုင်းပေါ်မှာဖခင်သည်ကြီးမားတဲ့ကောင်းကြီးမင်္ဂလာများနဲ့တောင်းလောင်းပြီးတန်ဖြတ်တော်မူပါစေသော။အာမင်။